တနင်္ဂနွေနေ့မှာစုံထောက်ဝီလျံကမူခင်ဖြစ်တဲ့နေရာကိုရောက်လာတယ်။အဲ့ဒီမှာ ခုမှပြောင်းလာတဲ့စုံထောက်ဒေးဗစ်နဲ့တွေ့တယ်။တင်းနေတဲ့သူကတင်းနဲ့နဲ့ပိတ်ခံထားတဲ့အမျိုးသားတစ်ယောက်ပေါ့။အိမ်နီးနားချင်းတွေကဖျော်ဖျားချက်ရရသူ့မိမနဲ့နှစ်နာရီကြာအောင်ရန်ဖြစ်နေတာကြားရတယ်တဲ့။ဒါကြောင့်ရေးဒီကဒါကိုဒေါသအရောက်ဖြစ်ပွားတဲ့မူခင်လို့ထင်ကြတယ်။ပြန်အထွက်မှာဝီလျံကသူ့မကြခင်အငင်းစားယူတော့မှချွတ်ကြောင်းဒေးဗစ်ကိုပြောပြတယ်။ ပြီးတော့သူ့လိုလူမရှိတဲ့ယူနစ်ကိုဒေးဗစ်ကဘာလို့ဒီလောက်ပြောင်းချင်ရတာလဲလို့မေးတယ်။ဒေးဗစ်ကတော့သူ့ကောင်းကတခုခုလွတ်ချင်တယ်လို့ပဲခြေတယ်။ဝီလျံကလည်းနောက်ခုနှစ်ရက်အတွင်းသူ့ပဲတာဝန်ခံနေတော့ပဲလို့ပြန်ပြောတယ်။တနင်္လာမနက်မှာဒေးဗစ်ကသူ့မိန်းမထရေစီဘေးနာမှာနိုးလာတယ်။ဖုန်းတံမီကသူ့မိန်းမကစိတ်တိုးထွားတယ်။ဒေးဗစ်ကိုနောက်ထပ်မှုခင်ဖြစ်တဲ့နေရာကိုခိုးလိုက်တာပါ။အဲ့ဒီမှာဝီလျံနဲ့ထပ်တွေ့ပြန်တယ်။ တည်သွားတဲ့သူကတကယ်ပဲတည်ပြီလားလို့ဒေးဗစ်ကမေးတော့အလောင်းကိုတွေ့တဲ့ရဲကစိတ်ဆိုးသွားတယ်။ဝီလီယမ်ကလည်းဒေးဗစ်ကိုမောက်မာတယ်ဆိုပြီးစူးတယ်။စုံထောက်တွေကအင်ကိုရှာဖွေကြည့်တော့ချမ်းပီအနန်ပိုဟတ်ဒီတွေ့တယ်။တည်ဆုံးသူကစပွဲမှာခေါင်းမောက်ပြီးစပက်ဂတီဘန်ကန်မော်ကျနေတာ။သူ့လက်တွေနဲ့ခြေခောက်တွေကချီနှောင်ခံထားရပြီးစပွဲအောက်မှာတော့အန်ဖတ်ဒီအပိနဲ့ပုံးတပုံးရှိနေတယ်။ဒေးဗစ်ကပေါက်တောက်ဆက်ဆံမှတ်ချက်တွေပေးနေတာကြောင့်ဝီလီယမ်ကသူ့ကိုအိမ်နီးနားချင်းတီနဲ့စကားသွားပြောခိုင်းလိုက်တယ် ကားပေါ်ရောက်တော့ဒေးဗစ်ကဝီလီယံကိုသူ့မှာလူတက်မှုဌာနမှာအလုပ်ရှိပြီးသားဖြစ်လို့အခုလိုအတေးအမွားအလုပ်ဒီမလုပ်သင့်ဘူးလို့တတိပေးတယ်။ရှင်ခွဲယုံမှာတော့တေဆုံးသူရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုစာဖွဲပေါ်တင်ဖို့လူလေးယောက်လိုအပ်ခဲ့တယ်။ဆရာဝန်ကအဲ့ဒီလူကအသွင်းပိုင်းသွေးထွက်တဲ့အသည့်စားတယ်တာလို့ရှင်းပြတယ်။ခေါမလည်းဒံယာရီရှိပြီမဲ့ဘာဒံယာမှန်းမသိုံနိုင်သေးဘူးတဲ့။ဝီလီယံကအဲ့ဒီလူရဲ့ခေါင်းနောက်စိတ်ကိုတနတ်နဲ့ထောက်ထားတာဖြစ်နိုင်တယ်လို့ယူဆတယ်။ နောက်ပိုင်းမှာဝီလီယံကရဲစခန်းကိုသွားပြီးအမှုအသေးစိတ်ကိုကပတင်ကိုပြောပြတယ်။လူသက်သမားကစနစ်နာရီကြောင်စားပြီးတဲ့နောက်တေဆုံးသူကိုကန်ခဲ့တာကြောင့်အတွင်းကလေးစားတွေပွင့်ထွက်သွားတာတယ်။ဒါကလူတယောက်ကိုတတ်ဖို့အလုပ်အများကြီးလုပ်ရတာဖြစ်လို့ဝီလီယံကဒီရာဇဝတ်ကောင်ကဒီအမှုမှာရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်ပြီးလူသက်ကောင်အဆက်လိုက်ထင်နိုင်တယ်လို့ထင်တယ်။ဝီလီယံကသူ့ရဲ့နောက်ဆုံးအမှုကယူကြောင်ကြောင်ကိစ္စမဖြစ်ချင်တာကြောင့်သူ့ကိုတခြားအမှုဖြောင်းဖိဖို့တောင်းဆိုတယ်။ ဒါ့အပြင်ဒေးဗစ်တို့ကတော့ဒါကအញ្ញောင်းစောထည့်တယ်လို့ထောက်ပြတော့ဒေးဗစ်ကစိတ်ဆိုးပြီးစော်ကားခံရတယ်လို့ခံစားရတယ်။ကပတင်ကဝီလီယံကိုအမှုမပြောင်းဖဲပဲဒေးဗစ်ကိုတော့တခြားအမှုတစ်ခုဖေးလိုက်တယ်။အင်္ဂါနေ့မှာရှေ့နေတယောက်အသက်ခံရတာကိုတွေ့ရတယ်။ခရယန်ရှေ့နေကတရင်သမားတွေကိုစိတ်အေးအောင်လုပ်နေချိန်မှာဒေးဗစ်ကမှုခင်းထည့်တဲ့နေရာကိုရောက်လာတယ်။ကော်စောဘော်ကသွေးကွက်ကြီးမှာ GREE ဆိုတဲ့စာလုံးကိုရေးထားပြီးသွေးနဲ့ပဲအမျိုးသမီးတစ်ယောက်ရဲ့ပုံပေါ်မှာမျက်မှန်ပုံဆွဲထားတာတွေ့ရတယ်။ ရဲစခန်းမှာတော့ကပ်တင်ကဝီလျံကိုတေဆုံးသွားတဲ့ရှေ့နေအကြောင်းပြောပြတယ်။ပြီးတော့တေဆုံးသူရဲ့ bike ထဲမှာတွေ့ခဲ့တဲ့ plastic အပိုင်းအစလေးတွေအဖြစ်ပါတဲ့ပုံလင်းတလုံးကိုလည်းသူ့ကိုပြေးခဲ့တယ်။အဲ့ဒီ plastic အပိုင်းအစတွေကိုသူ့ကိုကျွေးခဲ့တာထစ်ပုံရတယ်။ William က Mooking Ticket နီနာကိုပြန်သွားပြီးရေခဲတက်တာကိုဖြန့်ချလိုက်တော့ဂျမ်းပြင်မှာထူးဆန်းတဲ့အပေါက်တွေကိုတွေ့လိုက်ရတယ်။ အစာအိမ်ထဲကပလတ်စတစ်အပိုင်အစားတွေကအဲ့ဒီအပေါက်တင်နဲ့ကိုက်ညီနေတာကြောင့်ဝီလျံကရေခဲတက်တာကိုမူလနေရာအတိုင်းပြန်တွန်းလိုက်ပြီးသူ့နောက်မှာဂလတ်ထနီလောဘအစာကြီးချင်းလို့စကလုံးကို နိုင်ရန်မစီနဲ့ရေးထားတာကိုတွေ့လိုက်ရတယ်။နောက်ပြီး Paradise Lost ထဲကကိုကချက်ပါတဲ့မှတ်စုတစ်ခုလည်းရှိနေပြီးဒါကခုမှဆော့တာလို့ဆိုလိုတာပေါ့။ပြီးတော့ဝီလျံကအကုံလုံးကိုစခန်းကိုယူသွားပြီးဒီလူသက်ကောင်ကတေးစင်းနိုင်တဲ့အပြစ်ခုနှစ်မျိုးကိုလုံနေတာဖြစ်နိုင်တယ်လို့ယူဆတယ် ပထမဆုံးအစာကြီးတဲ့သူကဂလတ်ထနီအစာကြီးခြင်းနဲ့တေးသွားတဲ့သူရှေ့နေကဒုတိယမြောက် greed လောဘနဲ့တေးသွားတဲ့ဆိုတော့တပတ်ကုန်တဲ့အထိနေတိုင်းလူသက်မှုတစ်ခုစီဖြစ်လာလိမ့်မယ်လို့ဆိုလိုတာဝီလျံကဒီအမှုတစ်ခုလုံးကိုဒေးဗစ်ယူလို့ရပြီလို့ပြောပြီးစခန်းကနေထွက်သွားတယ် ညနေပိုင်းမှာဝီလျံကစာချီတိုက်ကိုတွားပြီး The Canterbury Tales နဲ့ The Divine Comedy လို့ Gantherwin စာအုပ်ဒီအများကြီးလေ့လာတဲ့။စာမျက်နှာဒီအများကြီးမိတူကူပြီးဖတ်ဖို့စရင်တစ်ခုလောက်က David ရဲ့စာပွဲပေါ်မှာစာအိတ်တစ်ခုနဲ့ထားခဲ့တဲ့။တချိန်တည်းမှာပဲ David ကမူခင်းဖိတဲ့နေရာနှစ်ခုလုံးရဲ့အသေးစိတ်အချက်လက်တွေကိုဆက်လေ့လာနေတဲ့။ ဗုဒ္ဓဟူးနေ့မှာတော့ဒေးဗစ်ကဝီလျံရွေးထားတဲ့ခက်ခဲတဲ့စာအုပ်တွေကြောင့်စိတ်တူနေတာနဲ့အရာရှိတယောက်က Cliff's Notes version ကိုယူလာပေးတယ်။နောက်ပိုင်းစခန်းမှာဒေးဗစ်ကသူ့ဝီလျံနဲ့ရုံးခန့်အတူတူတုံ့ပြန်မှာကိုတည်လိုက်ရတယ်။ Tracy ကဖုန်းခေါ်လာပြီးဝီလျံကိုညစာဖိတ်ဖို့ဒေးဗစ်ကိုဖုန်းပေးခိုင်းတယ်။အဲ့ဒီညကဝီလျံကဒီလူငယ်စုံတွဲစီအလေးအပတ်သွားတော့ယထားဖြစ်သွားလို့အိမ်တစ်ခုလုံးတုံခါသွားတာကိုမြင်ပြီးရဲမောမိတယ်။ ညစာစားပြီးတော့သူတို့နှစ်ယောက်အမှုအချုံဆွေးနွေးကြတယ်။လူသက်သမားကတောက်ကြနဲ့မှခိုးဝင်လာပြီးရှေ့နေကိုတပတ်လုံးနှိပ်ဆက်ခဲ့တယ်လို့ဒေဗစ်ကယုံကြည်တယ်။တေဆုံသူကဓာတ်နဲ့အသားတပောင်ဖြတ်ပြီးချိန်ခွင်နဲ့ချိန်ခဲ့ရတယ်။ The Merchant of Venice ထဲကကိုးကားချက်ပါတဲ့မတ်စုတစ်ခုလည်းရှိနေခဲ့တယ်။အသားကရှေ့နေရဲ့ byte ထဲကဖြစ်ပြီးသူကသွေးထွက်လွန်ပြီးတေဆုံခဲ့တာ။ William ကလူသက်သမားကတရားဟောနေတာများလားလို့တွေးမိတယ်။ ပြီးတော့ဒေးဗစ်ကသွေးနဲ့ရေးထားတဲ့မျက်မှန်ပုံမှားတဲ့ချက်ပုံကိုပြတဲ့ဒီအမျိုးသမီးကဂုန်းရဲ့ဇနီးခစ်ပြီးသူ့ကိုဘေးကင်းရာကိုပို့ထားပြီးသားဝီလျံကနားမလဲတာနဲ့ပဲသူ့မှမမြင်ခဲ့ရတဲ့အရာဒါပေမဲ့မြင်သင့်တဲ့အရာတစ်ခုခုရှိတယ်လို့ကောက်ချက်ချလိုက်တယ်။စုံထောက်တွေကဇနီးထီစီသွားပြီးထူးဆန်းတာတစ်ခုခုတတိထားမိလားဆိုတာသိရအောင်မူခင်ဖြစ်တဲ့နေရာကပုံကိုပြဖို့ဆုံးဖြတ်တယ်။အမျိုးသမီးကနန်းရံဘောကပန်းကြီးကားကစောက်ထိုးဖြစ်နေတယ်လို့ထောက်ပြတယ်။ သူတို့နှစ်ယောက်မူခင်ဖြစ်တဲ့နေရာကိုအ мян သွားပြီးနန်းရံဘော်ကပန်းချီကားကိုဖြုတ်လိုက်ကြတယ်။ဒါပေမဲ့သူ့နောက်မှာဘာမှမတွေ့ရတော့စိတ်ပျက်သွားကြတယ်။ဒါပေမဲ့ဝီလျံကနန်းရံဘော်ကိုဘရပ်စ်နဲ့ပုတ်လိုက်တော့လက်ပူရာတချို့ကိုတွေ့လိုက်ရတယ်။ခဏကြာမှပရင့်တခွဲခံကသူတို့ရဲ့ကိရိယာတွေတုံသည်နန်းရံကစာသားအပြည့်စုံကိုဖော်ထုတ်လိုက်တယ်။အဲ့ဒါက help me ကျွန်တော်ကိုကူညီပါဆိုတဲ့စကားလုံးတွေကိုပုံဖော်ထားတဲ့လက်ပူရာတွေအညာကြီးဖြစ်နေတာပေါ့။ အဲ့ဒီလက်ပွေတွေကတေဆုံးထူတဲ့လက်ပွေတွေမဟုတ်တာကြောင့်ကွန်ပျူတာထဲထည့်ရှာကြည့်မဲ့ကိုက်ညီတာမရှိဘူးကြာတဲ့ဘေးနေမှာတော့ဒီလက်ပွေတွေကဗစ်တာဆိုတဲ့လူတစ်ယောက်ရဲ့လက်ပွေတွေဖြစ်နေတာကိုရဲတွေကတွေ့ရှိခဲ့တယ်ဗစ်တာကစိတ်ချမ်းသာရေးမကောင်းတဲ့ယာဇဝင်ရှိတယ်လို့ယာဇဝင်မတ်တန်လက်ရှည်လျားတယ်ရဲတွေအလုံးဗစ်တာကိုလိုက်ဖမ်းဖို့စခန်းကနေထွက်ခွာသွားကြပြီးမင်းဝီလျံကတော့သူကမန်ကန်တဲ့သူမဟုတ်ဘူးလို့ထင်နေတယ် မိနစ်ပိုင်းအကြာမှာအဖွဲ့ကဗစ်တာရဲ့အဆောက်အုံတွေကိုဝင်ရောက်စီးနှင်းလိုက်ကြတယ်။အဆောက်အုံကလည်းထိတ်အခြေအနေမကောင်းလောက်ဟုသူတို့ကတကားကိုကန့်ဖွင့်ပြီးတိုက်ခန်းကိုရှာဖွေကြည့်တော့ကြောက်စရာကောင်းလောက်အောင်နစ်ပတ်နေတာတွေ့ရတယ်။မျက်နှာချက်မှာတော့အနံ့ဆိုးတွေပျောက်ဖို့ထင်းရှူးပင်ပုံစံအနံ့ဆိုးပျောက်စေဓာစင်ပေါင်းများစွာခြေဆွဲထားတယ်။အိတ်ခန်းထဲမှာအိတ်ရထဲမှာပုံတန်းထန်းတစ်ခုကိုတွေ့ရတော့ဖယ်လိုက်တဲ့အခါဗစ်တာရဲ့တေဆုံးနေတဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတယ် အယိုးစုထွက်နေတဲ့အခြေအနေအားသူ့သေးတာကြပြီဆိုတာဖော်ပြနေတယ်။နိုင်ရမှာတော့ slot ပြင်းရီချင်းဆိုတဲ့စကားလုံးရေးထားတာတွေ့ရတယ်။ David ကတနစ်တာတာလာအတွေ့ဒီလူရဲ့ခန္ဓာကိုယ်ယိုယင်းမှုကိုမှတ်တမ်းတင်ထားတဲ့ဓပ်ပုံဘုံတပုံကိုတွေ့။ရေတယောက်ကတေဆုံးသူစီနီးကပ်သွားပြီးမင်းခံတင်တာမင်းခံရပြီးလို့ပြောလိုက်တဲ့အခါ Victor ကရုတ်တရက်ချောင်းဆိုးပြီးနိုးထလာတယ်။သူတကယ်တော့အသက်ရှင်နေတာပေါ့။ လူနာတင်ရင်ကဗစ်တာကိုခေါ်သွားပြီးတဲ့နောက်တည်င်းထုတ်တယောက်ကအဆောင်သေးကိုဝင်လာပြီးစုံထုတ်တွေကိုထပ်ပုံရိုက်ဒေးဗစ်ကဒေါသထွက်ပြီးကင်မရာကိုပစ်ပေါက်လိုက်ပြီးတည်င်းတော်ကိုထွက်သွားတဲ့အထိအော်ဟစ်ခဲ့တယ်။နောက်ပိုင်းဆေးရုံမှာဆရာဝန်တယောက်ကဗစ်တာဟာတနစ်လုံးမလွတ်ရှားခဲ့တာကြောင့်ကြွက်သားတွေနဲ့ကြောရိုးတွေဆွေးမြေ့ညစ်ကြောင်အတိပြုခဲ့တယ်။သူ့ခန္ဓာကိုယ်ထဲမှာဆေးဝါးတွေအများကြီးရှိနေပြီးသူ့ဦးတော်ကလည်းပျက်စီးနေကလျာလက်မရှိတာကြောင့်သူ့ကိုမေးမြန်းလို့ရမှာမဟုတ်ဘူး။ ညနေပိုင်းမှာ Tracy က William ကိုဖုံးခွာပြီးတယောင်ယောက်နဲ့စကားပြောဖို့လိုအပ်နေကြောင်းမျိုးထဲမှာသူသိတာ William တယောက်ပဲရှိကြောင်းရှင်းပြတယ်။တော့ကြမနေ့မှာတော့ Tracy နဲ့ William တို့စားတောက်ဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်။သူမကဒီမျိုးမှာနေရတာမကြိုက်ကြောင်းရှင်းပြပေမဲ့ David ရဲ့အလုပ်အကိုင်းကို ထိခိုက်မှာဆိုလို့သူ့ကိုမပြောချင်ကြောင်းပြောတယ်။ Tracy ကသူမကိုဝင်ရှိနေကြောင်းလဲကြေညာလိုက်တယ်။ ဝီလျံကသူတခါတုန်းကအမျိုးသမီးတအူးကိုကိုဝင်ရှိခဲ့ဘူးပြင်မဲ့ကိုဝင်ဖျက်ချခဲ့ကြောင်းပြောပြတယ်။ဒါပြီးမဲ့ထရေစီကခလီလိုချင်ကြောင်းမျိုးထဲမှာမွေးချင်တာမဟုတ်ကြောင်းရှင်းပြတယ်။အဲ့ဒီအခါဝီလျံကခလီကိုထိန်းသိမ်းမလားဆိုတာမဆုံးဖြတ်ရသေးခင်ဒေးဗစ်ကိုမပြောသေးဘူးအကြံပေးလိုက်တော့ထရေစီကငိုတယ်။အဲ့ဒီနောက်ဝီလျံအလွတ်ကိုသွားတယ်။လူသက်သမားကယူနေတယ်လို့ထင်နေတဲ့ဒေးဗစ်နဲ့အတူဒဲလွန်ဆွဲတွေကိုစိုက်ကြည့်နေကြတယ်။ ဒါ့ပြင်မဲ့ဝီလျံကဒီအလုပ်တွေဟာအစီအစဉ်တကျလွတ်တက်တဲ့သူတယောက်စီကလာတယ်လို့ထင်တယ်။သူကဒေးဗစ်ကိုစာကြည့်တိုက်စီဆွဲခေါ်သွားပြီးသိစေနိုင်တဲ့အသစ်ခွန်မျိုးအကြောင်းရေးထားတဲ့စာအုပ်စာရင်းအသစ်တစ်ခုလောက်တယ်။နေလေစားအတွက်သူတို့ပီးစားဆိုင်သွားပြီးဝီလျံကလူတစ်ယောက်ကိုအန်ဒရီများတဲ့အလုပ်တစ်ခုလုပ်ဖို့ရှော့ဝက်ပိုက်ဆံပေးတယ်။အစားပိုင်းမှာဝီလျံကဘာမှမရှင်းပြချင်တာကြောင့်ဒေးဗစ်ကသူ့ကိုပူပင်အောင်လုပ်တော့မှဝန်ခံတယ်။ အဲ့ဒီလူက FBI agent ဟောင်းတယောက်ဖြစ်ပြီးစာကြည့်တိုက်စနစ်ကိုဝင်ရောက်ခွင့်ရှိတာကြောင့်စာရင်းထဲကစာအုပ်တွေထုတ်ယူထားတဲ့သူကိုရှာပေးလိမ့်မယ်တဲ့။တနာဒီအကြမှာသူတို့အစီရင်ခံစာတခုရတယ်။အဲ့ဒါကဒီအကြောင်းအရာနဲ့ပတ်သက်တဲ့စာအုပ်တွေအလုံးကို John Doe လို့ခေါ်တဲ့သူတယောက်ကငှားသွားတာဖြစ်ပြီးဒါကအတူအယောင်နာမည်ဆိုတာသိတာနေတယ်။စုံထောက်တွေကစာကြည့်တိုက်ကတ်မှာပါတဲ့လိပ်စာကိုတွားပြီးတကားခေါက်လိုက်တယ်။ယုတ်တည်းရဲ့ဂျွန်ဒိုးကစင်ချန်တဲ့ပေါ်လာပြီးသူ့လူကိုမြင်တာနဲ့တင်းတ်နဲ့ဆက်တင်ဖိခတ်တော့တာပဲ။ စုံထောက်တွေကကြီးမထီအောင်ဂျန်တင်ပေါ်လဲချလိုက်ကြောဂျွန်ကထွက်ပြေးလေဒေးဗစ်ကတူးနောက်လိုက်ဖို့အောက်ထက်ကိုအ мян ဆင်းသွားပြီးကြီးစံတချို့ကိုရှောင်းတင်းရတယ်ခလေးတွေအော်တန်တွေကြားနေရပေမဲ့ဒေးဗစ်ကဆက်ရှာနေပြီးဆက်ဆုချင်းတဲ့အရက်သားတွေကိုလည်းသူ့နေရာတွေပြောင်းပို့တယ်ရုတ်တရက်အော်ဟစ်နေတဲ့အမျိုးသမီးတယောက်တွတ်တိုက်ခန်းထဲကပြေးထွက်လာတာကိုသူတွေ့တော့အထဲကိုအ мян ပြေးဝင်သွားတယ်။ဒါပေမဲ့အခန်းအလုံးကိုရှာပြီးတဲ့နောက်ဂျွန်ကပြတင်းပေါက်ကနေလွတ်မြောက်သွားတာကိုတွေ့လိုက်ရတယ်။ ဒေးဗစ်ကအပြင်ကိုကြည့်လိုက်တော့ဂျွန်ကလမ်းကြားထဲကနေသူ့ကိုတင်းနဲ့နဲ့ပစ်ခတ်ပြီးလူလဲလို့ကထပ်ပြေးတယ်။ဒေါ်တာထွက်နေတဲ့ဒေးဗစ်လည်းပြတင်းပေါက်ကနေတက်ပြီးခေါမိုးပေါ်ပြေးလိုက်တော့ဂျွန်ကစွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုတည်းဝင်သွားတာကိုသတိထားမိတယ်။ပြတင်းပေါက်တစ်ခုကိုဖောက်ပြီးဒေးဗစ်လည်းအထွန်းကိုရောက်သွားပြီးဂျွန်ကသူ့နှုတ်မှာတွေးတဲ့ခြံထားခဲ့တာကိုသတိထားမိတယ်။ဒါကသူ့တန်းရရနေတဲ့ဆိုတဲ့သဘောပဲ။ လိုင်လံဖန်ဆီမှုကဆက်ဖွင့်နေပြီမဲ့စင်ကြံများစွာကိုဖျက်ပြေးပြီးတဲ့နောက်ဂျွန်ကမိသက်လေးကားကိုတုံးပြီးအဆောက်အုံကနေချက်ထွက်သွားတယ်။သူကလမ်းကိုအလင်းအမြန်ဖျက်ကူးပြီးကားအများအပြားကိုလမ်းပေးမှတိုက်ပီစေခဲ့ပြီးလမ်းကြားတစ်ခုတည်းဝင်ပုန်းနေတယ်။ပြီးတော့ဒေးဗစ်လည်းမိသက်လေးကားကိုတုံးပြီးအပြင်ထွက်လာတော့အမိုက်ပုံးပေါ်ကျသွားတယ်။သူလမ်းကြားကိုပြေးသွားပြီးထွက်ရက်ကတစီကိုတွေ့လိုက်တယ်။ ဒေးဗစ်ကတရီသာပြီးပပလဲကိုကြည့်လိုက်ပေမဲ့ဂျွန်ကထွက်ရက်ကားပေါ်မှာရှိနေပြီးအဖော်ကနေရိုက်ချလိုက်တော့ဒေးဗစ်လဲကျသွားတယ်။နော့တော့သူကဒေးဗစ်ရဲ့တင်တ်ကိုယူပြီးသူ့ခေါင်းကိုဖိဖို့ပြနေချိန်မှာဝီလျံရောက်လာပြီးဂျွန်ထွက်ပြေးသွားတယ်။အဲ့ဒီနောက်ဒေးဗစ်ကတိုက်ခန်းတဲ့ကိုဝင်ဖို့ကြိုးစားတော့ဝီလျံကသူတို့မှာဝယ်ရမ်းမရှိသေးဘူးလို့တရီပေးတယ်။သူတို့နှစ်ယောက်စကားများကြပြီးဒေးဗစ်ကစိတ်ငြိမ်သွားမိမယ်သူကတကားကိုကန်ဖွင့်ဖို့ပဲဟန့်ဆောင်နေတာ။ ီအခြေအနေကိုကင်တင်ဖို့အတွက်စုံထောက်တွေကအိမ်နီးနားချင်းတယောက်ကိုပိတ်ဆံပေးပြီးအဲ့ဒီတိုက်ခန်းတဲ့ကတယောက်ယောက်ကတန်တရာဖြစ်ဖွယ်နဲ့ထူးဆန်းစွာပြုမူနေတာကြောင့်သူတို့ကိုဖုံးခေါ်ပေးတယ်လို့ရဲတွေကိုပြောခိုင်းလိုက်တယ်။အခုတော့သူတို့ဂျွန်ဒိုးရဲ့နေရာကိုရှာဖွေနိုင်ပြီဖြစ်ပြီးအဲ့ဒီနေရာကကြောက်စရာကောင်းနေတယ်။ သူတို့ကအန်ဒီယေရှိတဲ့ကိရိယာတွေပါတဲ့တေတာတလုံးနိုင်ငံပေါ်မှာနီယွန်လဝါကတိုင်တစ်ခုတမချန်းစာပေးမှာဆေးဝါးတွေအပြည့်ပါတဲ့အန်ဆွဲတလုံးပြီးတော့လူတက်မှုတွေကရတဲ့အမတ်တရားပစ္စည်းတွေပါတဲ့ဗီဒိုတွေကိုတွေ့လိုက်ရတယ်။တာမွေကိုအင်ဂျီဝတ်ထားတဲ့အမျိုးသမီးတဦးရဲ့ဓာတ်ပုံတပုံလည်းရှိတယ်။ဝီလျံကလူတက်တမရဲ့ယူချောင်းချောင်းရေးထားတဲ့မဆုစာအုပ်တွေအများကြီးကိုတွေ့လိုက်ရတယ်။လျုပ်ဝတ်အခန်းတစ်ခုထဲမှာဒေးဗစ်ကတည်ဆုံးသူတွေအသက်ခံနေရခြင်းမှာရိုက်ထားတဲ့ဓပုံတွေအားလုံးကိုတွေ့ရှိခဲ့တယ်။ အဲ့ဒီနေ့ကသူတို့မတိပဲလူသက်သမိုင်းနဲ့စကားပြောခဲ့ကြတယ်ဆိုတာကိုပြတ်တာနေတဲ့တရင်ထောက်ရိုက်ခဲ့တဲ့ဓပ်ပုံတွေကိုလည်းရေချိုးကန်ထဲမှာတွေ့ခဲ့ရတယ်။နောက်ပိုင်းမှာမုခင်းစစ်ပညာအဖွဲ့ကပိတ်ဆံအပြည့်ပါတဲ့ဒေတာတစ်လုံးနဲ့ငွေတောင်းခံလွှာတစ်ခုကိုတွေ့မဲ့မဲ့တိုက်ခန်းတစ်ခုလုံးမှာလက်ပွေရာတစ်ခုမှမတွေ့ရဘူး။ဝီလျံကမဆုစာအုပ်တွေကိုတဲလွန်ရှာဖို့ဖတ်ပေးမယ်လူသက်မှုတွေနဲ့ကိုက်ညီတဲ့ရစွဲတွေမပါဘူးအဲ့ဒီအချိန်မှာဖုံးမြင်လာပြီးဒေးဗစ်ကကိုက်လိုက်တယ်ဖုံးခေါ်တဲ့သူကဂျွန်ဒိုးပဲ သူကဒေးဗစ်ကိုလဲစားတယ်လို့ပြောပေမဲ့အန်အားသင့်စရာကိုမဖြည့်ဆည်းချင်လို့ပို့ပြီးမပြောနိုင်ဘူးတဲ့ပြီးတော့သူတို့နေအောင်မဆုစာအုပ်တွေကိုဆက်ဖတ်ပြီးဂျွန်ကတရားဟောနေတာကိုအတီးပြိုလိုက်ကြတယ်ဓာတ်ပုံထဲကအမျိုးသမီးကသူတို့ရဲ့နောက်ထပ်တဲလွန်ဖိနိုင်တယ်လို့သူတို့ထင်ကြတယ်စနေနေ့မှာစုံထောက်တွေကငွေတောင်းခံလွာထဲကလိဆာကိုတွားတော့တားရီဆိုင်တစ်ခုဖြစ်နေတာကိုတွေ့ရတယ်။ပိုင်ရှင်ကဂျွန်ကအထူးမှယူမှုတစ်ခုလုပ်ခဲ့ကြောင်ရှင်းပြပြီးကွန်ပစ်စီပုံကိုပေးတယ်။ ရုတ်တရက်သူတို့ရဲ့ဘီပါရီအတမ်းမြည်ပြီးဓာတ်ပုံထဲကအမျိုးသမီးကိုတွေ့ပြီးဆိုတဲ့သတိပေးချက်ရောက်လာတယ်။သူတို့နှစ်ယောက်ကလပ်တစ်ခုကိုအမြန်သွားတော့မြေအောက်ခံထဲမှာဓာတ်ပုံထဲကပြည်တန်စာမလေးကအဲ့ရပေါ်မှာတည်ဆုံနေပြီးတကားမှာ lust ကာမစန္ဒလူရေးထွန်းထားတာကိုတွေ့ရတယ်။အဲ့ရခင်းချုံထားတဲ့အမျိုးသားတစ်ယောက်ကကျမ်းပြင်ပေါ်မှာမြင်ကွင်းကိုကြည့်ပြီးအော်ဟစ်နေတယ်။နောက်ပိုင်းစခန်းမှာဒေးဗစ်ကကလပ်ပိုင်ရှင်ကိုစစ်မေးပေမဲ့သူပါထူးဆန်းတာမှမတွေ့ဘူးတဲ့။ ဝီလီယံကအိယာခင်းခြုံထားတဲ့အမိုးသားကိုစစ်မေးပြီးဂျွန်မှထားခဲ့တဲ့ကုန်ပစ္စည်းပုံကိုပြတယ်။အဲ့ဒါကဓာတ်တချောင်းပါတဲ့ကောက်ဆွတ်တစ်ခု။အဲ့ဒီလူကဂျွန်ကတူပါဆက်ထဲကိုတင်းနဲ့ထည့်ပြီးပီတန်စာမလေးနဲ့လိန်ဆက်ဆန်နေချိန်မှာဒီကောက်ဆွတ်ကိုဝတ်ခိုင်းခဲ့ကြောင်းရှင်းပြတယ်။ဒါကပဲပီတန်စာမလေးကိုတေဆုံးစေခဲ့တာပေါ့။ဒေးဗစ်အိမ်ပြန်ရောက်တော့ထရီစီကိုချစ်ချောင်ပြောဖို့မမေ့ဘူး။ဝီလီယံကတော့သူ့ရဲ့မက်ထရိုနုံးကိုစိတ်အနောက်အရှက်ဖြစ်ပြီးအခန်းထဲကိုပြစ်ပေါက်လိုက်တယ်။ ိမ်မပြောတာကြောင့်သူကဓာတ်တချောင်းကိုမြားပစ်ပုတ်ကိုတိကျတဲ့ပစ်မှတ်နဲ့ပစ်နေတယ်။တနင်္ဂနွေနေ့မှာဂျွန်ကတူလူတက်မှုထတ်လုလိုက်ပြီးဆိုပြီး911ကို ဖုံးခေါ်ပြီးပြောတယ်။ခဏအကြာမှာရဲတွေကအမျိုးသမီးတို့အဲ့ရပေါ်မှာတေဆုံးနေတာကိုတွေ့ရပြီးနိုင်ရန်မှာသူ့သွေးနဲ့ pride မာနလိုရေးဆွဲထားတယ်။စိတ်ငြိမ်စေပိုလင်းတလုံးနဲ့ဖုံးတလုံးကိုသူ့လက်တွေမှာကတ်ထားတယ်။ ဂျွန်ကသူ့မျက်နှာကိုဓာတ်နဲ့လီးဖြတ်ပြီးနှာခေါင်းကိုဖျက်ပစ်ခဲ့ပုံရပြီးသူမကိုပတ်တီစီးပေးပြီးနောက်ရွေးချယ်ခွင့်ပေးခဲ့တယ်။အကူအညီတောင်းပြီးရုတ်ပြတ်ဆင်းပြတ်နေအသက်ရှင်မလားဒါမှမဟုတ်စိတ်ငြိမ်ဆေးတဲ့သုံးပြီးကိုကိုကိုတတ်တယ်မလားအမျိုးသမီးရဲ့မာနာကစိတ်ငြိမ်ဆေးတဲ့ကိုရွေးချယ်စေခဲ့တယ်။စခန်းမှာဝီလျံကဒေးဗစ်ကိုဒီအမှုကိုမပိတ်နိုင်မချင်းသူအနားယူမှာမဟုတ်ဘူးလို့ပြောတယ်။ယုတ်တရက်ဂျွန်ဒိုးကသွေးရီပေးချမ်းပြီးစခန်းထဲကိုဝင်လာပြီးသူ့ကိုတတိချာမိအောင်အော်ဟစ်တယ်။ ဒေးဗစ်ကသူ့တေနတ်ကိုထုတ်လိုက်ပြီးရဲတွေကသူ့ကိုလက်ထိခတ်ထိုးဝိုင်းလိုက်ချက်ချင်းမှာသူကရှေ့နေတဲ့လောက်ကိုတောင်းဆိုတယ်။ပြီးတော့သူ့လက်ပွေရာတွေယူဖို့ကြိုးစားပေမဲ့ရေပြားတွေဖြတ်ထားတာကြောင့်လက်ပွေရာမရှိဘူး။ဝီလျံနဲ့ဒေးဗစ်ကဂျွန်ကဒီလောက်လွယ်လွယ်အရှုံးပေးမှာမဟုတ်ဘူးလို့ထင်ပြီး ထောင်ချောက်တစ်ခုလိုတန်းတရာဝင်ကြတယ်။ရှေ့နေတဲ့အောက်ကဂျွန်နဲ့စကားပြောပြီးရဲတွေနဲ့သဘောတူညီမှုရဖို့ကြိုးစားတယ်။ သူကနောက်ထပ်အလောင်းနဲ့လောင်ဟွတ်ထားသေးတယ်လို့ရှင်းပြပေးမယ်ဂျွန်ကဒေးဗစ်နဲ့ဝီလျံကိုပဲအဲ့ဒီနေရာတွေကိုခေါ်သွားလိမ့်မယ်တဲ့ရဲတွေကဒီသဘောတူညီမှုကိုလက်ခံချင်ကြမဟုတ်ဘူးဒါပေမဲ့လက်မခံရင်ဂျွန်ကစိတ်မနှံ့ဘူးလို့ပြောပြီးအမှုပလတ်မာတယ်လက်ခံမယ်ဆိုရင်တော့သူအပြစ်ရှိကြောင်ဝန်ခံမယ်တဲ့ဝီလျံကအလောင်းတွေကအစ်စ်အမှန်ဟုတ်ရဲ့လားလို့တန်တရားဝင်တော့ခရံရှိနေကဓက်ခွဲကန်ရလက်တွေကိုပြတယ်ဂျွန်ရဲ့အဝတ်အစားတွေပေါ်ကသွေးတွေဟာနောက်ထပ်တည်ဆုံးလူနှုတ်ရဲ့သွေးတွေဖြစ်ကြောင်းအတည်ပြုထားတယ်။ ဒါကြောင့်စုံတော့ဒီမှာဒီသဘောတူညီမှုကိုလက်ခံဖို့ကွယ်လို့တခြားရွေးစရာမရှိတော့ဘူးသူတို့ဂျင်ဘတ်တွေကိုရိုက်ပြီးမိုက်ခရိုဖုန်းတွေကတ်ထားလိုက်ကြတယ်ကပ္ပတိန်ကတရင်တောက်တင်နဲ့အလုတ်ရှုပ်နေချိန်မှာသူတို့ညယောက်ကဂျွန်းနဲ့အတူကားနဲ့ထွက်လာပြီးရဲရဟရင်တစီကလိုက်ပါလာတယ်ခီးတလျောက်လုံးမှာစုံတော့ဒီကဂျွန်းအချောင်းပိုတိအောင်စ조사ကြပေမဲ့သူကသူ့အချောင်းဘာမှမပြောပဲသူ့အလုတ်ကအထူးအဆန်းဖြူလို့အဆုံးတက်ရမယ်လို့ပဲပြောတယ်ဝီလီယံကသူ့ဘာသာရေးဆိုင်ရာယူတီဘေးရာကိုထိုးဆော်တော့သူကပိုကရာဒီစပြောတော့တယ် ဂျွန်ကသူ့ဘဲအပြစ်မဲ့သူကိုမှမတတ်ခဲ့ဘူးလို့ရှင်းပြောတယ်။သူ့ရဲ့တားကောင်လေးအားလုံးဟာအပြစ်ကြီးခုနှစ်ပါးတည်းကတခုခုကိုကျူးလွန်ခဲ့တဲ့ရာဇဝတ်ကောင်လေးချီးပဲတယ်။ဝိတ်ပေါ်နေတာလေးတခုတည်းနဲ့တင်ဖြစ်ဖြစ်ပေါ့။သူကဒေးဗစ်ကိုလည်းစက္ကန့်တိုင်းစိတ်ပိုတိုလာအောင်ဆက်ပြီးလောင်ပြောင်နေတယ်။နောက်ဆုံးတော့ဂျွန်ကလက်စစ်တာဝါဒီအပြစ်နဲ့ပွင့်နေတဲ့လဲပင်ကျဲအေးအလယ်မှာကားကိုရက်ခိုက်လေ။အချင်းကိုစစ်ဆဲပြီးနောက်ဂျွန်ကအရဲတွေကိုလဲပင်ထဲကနေလမ်းတာဆစ်ပြတယ်။ အဲ့ဒီအချိန်မှာလမ်းပေါ်မှာဗန်ကားသစီးပေါ်လာတာကြောင့်ဝီလျံကသူ့ကိုဖမ်းဖို့ပြေးသွားသည်ဒေးဗစ်ကဂျွန်ကအတူရှိနေခဲ့တယ်ဝီလျံကလမ်းကိုပိတ်ဖို့အမြန်ဆုံးမောင်းသွားပြီးသူ့တင်နက်ကိုထုံးလိုက်တော့ဗန်ကားထဲကအမျိုးသားတစ်ယောက်ဆင်းလာတယ်သူကဒေးဗစ်အသွတ်ပါဆယ်တစ်ခုယူလာဖို့ငားရမ်းခံထားရတဲ့ကြောက်လန့်နေတဲ့ပို့ဆောင်ရေးသမားတစ်ယောက်ပဲဖြစ်နေတယ်လက်နက်မပါတာတေချာတော့ဝီလျံကသူ့ကိုပြေးခိုင်းပြီးသူ့အဖွဲ့ကိုဒီလူကိုလာခေါ်ဖို့တရားရောက်ကိုဆေးလွတ်ခိုင်းတယ် ပြီးတော့ဝီလျံကဒေတာကိုဖွင့်လိုက်တော့အထဲကပစ္စည်းလေချောင်းအာအာတင်သွားပြီးဂျွန်းကအသာစီးရလိမ့်ပြီလို့ကြေညာလိုက်တယ်။တစ်ချိန်တည်းမှာဂျွန်းကဒေးဗစ်ကိုသူ့လေးစားချောင်းနဲ့သူ့အချောင်းတရင်အချက်လက်တွေရဖို့ရဲတယောက်ကိုပစ်ဆန်ပေးခဲ့ကြောင်းပြောပြတယ်။သူက Tracy စီသွားခဲ့ပြီးသူ့မရဲ့ခေါင်းကိုဖြစ်ခဲ့ကြောင်းဖွင့်ထားလိုက်တယ်။ဒါကဒေးဗစ်ရဲ့တာမန်ဘဝကိုသူမနာလိုလို့တဲ့။ဒါက MV မနာလိုချင်းဆိုတဲ့အပြစ်ဖြစ်တာကြောင့်ဂျွန်းကဒေးဗစ်ကိုပြစ်ခတ်ပြီး Red တော့တာဖြစ်လာဖို့တောင်းဆိုတယ်။ ဝီလျံကဒေးဗစ်ကိုစိတ်ငင်ရောက်အ мян ဆုံးပြေးသွားပြီမဲ့သူကဒေတာထဲမှာပါရှိလဲဆိုတာကိုပြောဖို့ငင်းဆန်တယ်ဒါကထရေစီရဲ့အကောင့်ကဒေတာထဲမှာရှိနေတယ်ဆိုတာအတည်ပြုလိုက်တာပဲ ဂျွန်ကဒေးဗစ်ကိုဆက်ပြီးလောင်ပြောင်နေတုန်းပဲထရေစီကိုဝင်ရှိနေချောင်းပြောပြတော့ဝီလျံကသူ့ကိုပားရိုက်လိုက်တယ်ကလေးအချောင်းကြားလိုက်ရတာကဒေးဗစ်အသွတ်စိတ်တကြဖို့နောက်ဆုံးလိုအပ်တာပဲသူကဂျွန်ကိုခေါင်းကိုတချက်ပြီးတော့သူ့ခန္ဓာကိုယ်ကိုနောက်ထပ်၅ချက်ပြစ်ခတ်လိုက်တယ်ညနေပိုင်းမှာဒေးဗစ်ကိုသူ့ရဲ့ရာဇဝတ်မှုအသွတ်ရဲကဖမ်းသွားပြီးဝီလျံလည်းနောက်ဆုံးတော့ရဲတပ်ဖွဲ့ကနေအနားယူသွားပါတော့တယ်